ရှားပါးလုံးတဲ့ယောဂကြောင့်ဒီမျိုးသမီးကတရက်ကိုစွမ်းငင်အား2ပါဆန့်စီဆုံးရှုံးလာခဲ့တယ်။ဒီလိုရှင်ရဲ့အစမှာတော့တာမန်လူလက်တန်းစားအင်ရှင်မတယောက်ဖြစ်တဲ့ဆာရာကိုတွေ့ရမှာပါ။ဆာရာကခင်မွန်းတဲ့ဒေးဗယ်စေကျော်တဲ့အရွယ်သမီးလေးခါလီတို့နဲ့အင်ငယ်လေးမှာတူနေထိုင်ပါတယ်။တကူသောညနေခင်းမှာတော့ဆာရာတယောက်လန်းဆန်းတက်ကြွနေပြီးရေဒီယိုကတချင်းမျိုးမျိုးလေးပါလွှင့်နေတာကြောင့်နားထောင်ရင်းနဲ့ငယ်မှုလေးပါပြန်လာပြီးလိုက်ကနေခဲ့ပါတယ်။အဲဒီမှာကာလီကတော့စိတ်ညစ်ညစ်နဲ့ကြောင်းကနေပြန်လာပြီးတော့ပေနေတဲ့ဖနက်ကိုဖြစ်ကလက်ဆန်းချုပ်ပစ်ထားလိုက်ပါတယ် ဆာရာကဝင်နေတဲ့မူလီနဲ့ကာရင်ပျော်နေခဲ့ပေမဲ့ကာလီစိတ်ညစ်နေတာကိုတွေ့တော့ဘာဖြစ်ခဲ့လဲဆိုတာကိုမေးခဲ့ပေမဲ့ကာလီကဘာမှပြန်မဖြေပဲဓမေစာခန်းထဲကိုဝင်သွားခဲ့ပါတယ်ဆာရာကလည်းတချင်းလေးနဲ့မျိုးနေရင်စိတ်ညစ်နေတဲ့ကာလီအနားမှာသွားသွားကနေတာမို့မျက်စိနောက်နေတဲ့ကာလီလည်းတချင်းကိုပိတ်လိုက်ပြီးညနေစာကိုသွားထိုင်စားနေခဲ့ပါတယ်ဒါမဲ့ဆာရာကတော့တချင်းကိုတန်ချဲလိုက်ပြန်ပြီးကာမေးကနေစဲပါဆာရာကကာလီရဲ့လွယ်အိတ်ကိုဆစ်လိုက်ပြီးနေလေစာဆမ်ဆာထမင်းဘူးကိုယူကြည့်ရင်းနဲ့စာမီးပွဲရမှတ်ကိုတွေ့သွားခဲ့ပါတယ် ကာလီစိတ်ညစ်နေတာကစာမီဝဲမှာအမှတ်မကောင်းခဲ့လို့ပါအမှတ်မကောင်းတာကိုတွေးတော့ဆာရာကကာလီကိုစူခဲ့ပေမယ့်ကာလီကတော့ထုံးစံတိုင်းဘာမှပြန်မပြောဘဲသူ့ခန်းထဲကိုဝင်သွားခဲ့လိုက်ပါတယ်ဆာရာကလည်းစိတ်ပင်မဲ့လာတာကြောင့်ကော်ဖီတောက်ဖို့ကော်ဖီခွက်ကိုကန်လိုက်တဲ့အခါမှာသူမရဲ့ကိုကလည်းလေးဘောပြန်တယ်လို့ဖြစ်လာတာကြောင့်ကော်ဖီခွက်ကိုလွှတ်ချမိသွားခဲ့ပါတယ်အကူညီတောင်းတကြရတာမျိုးကာလီကဆင်းလာကြည့်တဲ့အခါမှာဆာရာတယောက်ကျမ်းမြင်တဲ့လက်မနှင်းငယ်လွတ်နေတာကိုတွေးလိုက်ရတာကြောင့်အံ့ဩသွားခဲ့ရပါတယ် နောက်တစ်ဆင့်မှာတော့ဆာရာကိုယောက်ျားတွေကကြမ်းမြင်နဲ့ပြန်ကပ်အောင်ဆွဲချပေးနေတာကိုတွေ့ကြရမှာပါဒေးဗစ်ကတော့ဆာရာရဲ့လက်ကိုကန်ပြီးတော့စိတ်မပူဖို့နှစ်သိမ့်ပြနေခဲ့ပါတယ်အားလုံးဝမ်းဆွဲချနေတာတော့မှဆာရာဟာဟယ်ရီပေါ်တာရုပ်ရှင်တွေကမော်ဂါရာမိထားသလိုလုံးဝကိုအောက်ကိုပြန်မချလာခဲ့ပါဘူးကာလီလဲဘာမှလုံမပေးတတ်တာကြောင့်သကားနာမှာနေပြီးတော့သာကြီးနေခဲ့ရပါတယ်ခဏကြာမှာတော့မိသားစုဆရာဝန်ရောက်လာပြီးဆာရာကိုစစ်ဆေးပြီးတဲ့အခါမှာတော့ဒီတိုင်းသာဆက်ဖြစ်နေမယ်ဆိုရင်ဆာရာကအာဂါတာလိုက်ထိလွန့်ပြန်တက်သွားနိုင်ခြေရှိတဲ့အကြောင်းပြောပြခဲ့ပါတယ် စိတ်ပူစရာအခြေအနေဆိုကြီးဖြစ်ပေမဲ့ဆရာဝန်လည်းဘာမှမလုပ်ပေးတတ်ပါဘူး။အကြောင်းတစ်ခုခုကြောင့်ဆာရာဟာကဘာမီဆွဲငင်အားကိုစန့်ကျင်နေတာဖြစ်နိုင်တဲ့အကြောင်းသာရှင်းပြနိုင်ခဲ့ပါတယ်။ဆရာဝန်ကဆာရာရဲ့သွေးကိုစမ်းသပ်ဖို့နမူနာယူလိုက်ပြီးတော့သူတို့ကိုကူညီပေးနိုင်လောက်တဲ့ဒေါက်တာမယ်ရီဘန်နာဆိုတဲ့သူနဲ့ဆက်သွယ်ပေးပါမယ်လို့ကတိပေးလိုက်ခဲ့ပါတယ်။သွေးကိုတခွဲခန်းမှာစမ်းသပ်ပြီးတဲ့အခါဖြည့်တိရတာနဲ့ချက်ချင်းအကြောင်းပြန်ပေးပါမယ်ဆိုပြီးတော့ဆရာဝန်ကသတင်းကောင်းလေးပြောခဲ့ပါတယ်။အဲဒီနေ့ကစပြီးဆာရာဟာလေပေါ်မှာပဲလွင့်နေခဲ့ပြီးဘယ်ကူမှယူလျားသွားလို့မရပဲဖြစ်နေခဲ့ပါတယ်။ ပြီးမှတော့ဆာရာလီဘော်ဖြည်းဖြည်းချင်းမြောက်တက်လာပြီးဒေးဗစ်ရဲ့ရက်ကိုတောင်ကြော်နေခဲ့ပါပြီဒေးဗစ်ကလည်းဆာရာအတွက်ခေါင်းအစ်စ်တလုံးဝယ်လာပေးခဲ့ပါတယ်ဒေးဗစ်နဲ့ကာလီလည်းဆာရာပြောင်းအောင်မျိုးမျိုးလုပ်ပေးခဲ့ပြီးလိုအပ်တာတွေအားလုံးလုပ်ပေးခဲ့ရင်လည်းအရင်က၆ကတ်နေတဲ့မိသားစုဟာပျော်ပျော်ရွှင်ရွှင်လေးဖြစ်လာခဲ့ပါတယ်ဆာရာရဲ့အမဖြစ်သူကလည်းအိမ်ကိုရောက်လာပြီးတော့ဆာရာကိုအဆအဆရရဂရုစိုက်ပေးခဲ့ပါတယ်ဆာရာကဘာမှမလုပ်နိုင်တာကြောင့်ရေချိုးတန်ရှင်ရေးကဆာအမဖြစ်သူဟာအားလုံးကိုလိုက်လုပေးခဲ့ပါတယ်တပြေးပြေးလေးလေပေါ်မြောက်မြောက်လာတာကြောင့်အခုဆိုရင်ဆာရာစီကိုရောက်ဖို့ဓာတ်လီကားတော်တုံးနေရပါပြီ ဒေသစုဆောင်ဝင်ဒေါက်တာဘန်ဂျီကလည်းနေတိုင်းရောက်လာပြီးလေဘော်မြောက်နေတဲ့အကွာဝေးကိုလာတိုင်းပေးခဲ့ပါတယ်။အကြံကုန်ဂလုံစားချက်ပြီးတော့ဒေါက်တာဘန်ဂျီကအလေးတုံးလေးတွေထည့်ထားတဲ့ခပတ်လေးဝတ်ဆင်ပေးခဲ့ပေမယ့်အနေငယ်သာအောက်ကိုနှိမ့်လာခဲ့ပြီးဆာလာကတော့လေထဲမှာမြောက်နေစေဖြစ်တယ်လို့အခုဆိုရင်မျက်နှာကျနေတဲ့အောင်ကတ်ခါနီဖြစ်လို့နေပါတယ်။ဒေါက်တာဘန်ဂျီကနေတိုင်းလာစစ်ဆေးနေပေမယ့်အခြေအနေတွေကဘာမှထူးခြားမလာလို့တော့ဒေးဗစ်လည်းစပြီးမျောလင်းချက်တွေမေ့လာခဲ့ပါတယ်။ညဘက်မှာလည်းဆာလာကဆောင်းကိုပတ်ပြီးတော့လေဘော်မှာပဲအိတ်နေခဲ့ရပါတယ်။ ဆာရာကိုချစ်တဲ့ဒေးဗစ်ကလည်းလေပေါ်မှာပဲအဆဆရရအားလုံးလို့လို့ရအောင်အခန်းကို ပြင်ဆင်ပေးထားသလိုအဲ့ချိန်ကလွဲရင်တဏီကုံလုံးဆာရာနားမှာပဲနေလိရှိပါတယ်။တပတ်လောက်ကြာပြီးမှတော့ဒေါက်တာမေရီဘန်နာကရောက်လာတဲ့အခါမှာဆိုရင်ဆာရာဟာမျက်နှာချက်နဲ့ထိလို့နေပါပြီ။ဒေါက်တာမေရီကသူ့ကိုယ်သူမိတ်ဆက်ပြီးတဲ့အခါမှာဒေးဗစ်ကမျက်နှာချက်ကိုတော့ဖောက်မထွက်သွားတော့ပါဘူးဆိုပြီးတော့စားနောက်ခဲ့ပါတယ်။ဒေါက်တာမေရီကလေပေါ်ပြန်နေတဲ့ဆာရာကိုထူးဆန်းလို့မမြင်ဘဲနဲ့တာမန်ကိစ္စတစ်ခုလို့သာသူမလှုပ်ရှားရှိတာတွေကိုလုပ်နေခဲ့ပါတယ်။ ဒီဘက်ကဂါလီကိုကော်ဖီသွားဖြော်ခိုင်းတဲ့အခါမှာဆာရာမီဝိုကန်နဲ့မရောက်ဖြစ်တော့တဲ့နောက်တန်ရှင်းရေးလုံးမဲ့သူမရှိတာကြောင့်ရှုပ်ပပြီးအမိုက်တွေပြည့်နေတာကိုမြင်ကြရမှာပါ။ဂါလီကအခွက်ကိုတော့တည်တည်ချာချာမစည်းဘဲနဲ့ကော်ဖီကိုပလိန်ကြီးဖြော်ပြီးယူလာပေးခဲ့ပါတယ်။ကျမ်းမြင်တဲ့လေပေါ်မြောက်နေတဲ့ဆာရာရဲ့အကွာအဝေးအဆအဆရရဘာညာကွိစီကွာစာတွေကိုတိုင်းတာစစ်စစ်ကြည့်ပြီးတဲ့အခါမှာတော့ဒေါက်တာအမေရိကလက်ရှိမှာတော့ဒီတိုင်းပဲလေထဲမှာတွင့်နေလေဦးမယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။ဒီဘက်ကလည်းအောက်ကိုပြန်ကျလာစီမဲ့နီလန်လေးပါလေးများမရှိဘူးလားမီးတော့ဒေါက်တာအမေရိကအလေးတုံးလေးဟာဆာရာကိုထိန်းထားနိုင်ပေမဲ့ အပေါ်တက်တဲ့အချင်းကူတာနေစီမှာဖြစ်ပြီးအောက်ကိုတော့မကြလာနိုင်တဲ့အကြောင်းပြောပြခဲ့ပါတယ်။အဲဒါကြောင့်စာရအနေနဲ့ကအောက်ကိုပြန်အောင်လာဖို့တဲ့ကဘာကြီးကိုစောက်ထိုးနေဖို့ကပိုလွယ်လိမ့်မယ်ဆိုပြီးတော့ဒေါက်တာမယ်ရီကပြောခဲ့ပါတယ်။ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာအတွက်ဒေါက်တာမယ်ရီစီမှာလည်းနီးလမ်းမရှိလေတော့အချင်းတွေကိုစောင့်ကြည့်ရုံကလွယ်ပြီးဘာမှမတတ်နိုင်ခဲ့ပါဘူး။ဒီလိုသာလေဘောဆက်မြောက်နေမယ်ဆိုရင်လာမယ့်ဆယ်ဘက်ထဲမှာစာရကကဘာမြင်နဲ့ပီနထောင်လောက်ဝေးသွားမှာပါ။အဲ့ဒီအကွာဝေးအတွက်အောက်ဆီဂျင်နဲ့အစာရေစာကိုလိုအပ်လာမှာဖြစ်ပါတယ်။ ကာလီကလည်းစာရာကကဘာပတ်လမ်းကြောင်းလေးကိုရောက်သွားတော့မှဆိုပြီးတော့ပြောပြလိုက်တာကြောင့်ဒေးဗစ်ကလည်းရမ်းစိတ်ပူသွားခဲ့ပါတယ်ဘသူတွေဘလို့ပဲစိတ်ပူစိတ်ပူဒေါက်တာမေရီမှလည်းအောက်ပြန်ကြလာအောင်လှုပ်ဖို့အတွက်ကုသနေမရှိနေခဲ့ပါဘူးယနေ့ညမှာတော့ဒေးဗစ်ဟာမျက်နှာချက်ကိုပေါက်ပေါက်လိုက်ပြီးတော့စာရာကိုတက်တက်တသာနေစီဖို့နေတဲ့လွင့်သွားရင်လည်းလွင့်စီတော့ဆိုပြီးတော့ဆုံးဖြတ်လိုက်ရပါတယ်ဒေးဗစ်ပေါက်ပေါက်နေရင်းနဲ့စာရာကိုထိခိုက်လို့နေပါဖြစ်နေတာကြောင့်စာရာလည်းကြောက်ပြီးကာလီကိုကူညီတောင်းခဲ့ပေမဲ့ မိဖို့ကန်းထဲမှာပကံလေးစေတန်ရှင်ရေးလှုပ်ရင်းနဲ့အာယုံများနေတဲ့ကာလီကတော့ဆာရာခေါ်ရာကိုမြူးမဆိုင်အားခဲ့ပါဘူး။နောက်ဆုံးမှာတော့မြင်းတကြပေါက်ဖြစ်သွားပြီးဒေးဗက်ကလည်းဆာရာရဲ့လက်ကိုကင်ထားပေးုံပဲတတ်နိုင်ခဲ့ပါတယ်။အပေါ်ရက်ကကာလီရဲ့ခန်းထဲကိုရောက်နေတာမို့ဆာရာနဲ့ကာလီဘာလုပ်နေလဲဆိုတာကိုမြင်နေခဲ့ရပါတယ်။ဆာရာရဲ့ခေါင်းကခန်းထဲရောက်နေတာကိုကာလီကမကြိုက်ပင်မဲ့သူလည်းဘာမှမတတ်နိုင်တော့ထားထားလိုက်ရပါတယ်။နောက်တစ်ချက်မှာတော့ကာလီကနောက်ဆုံးစာမီးပွဲအတွက်စာကြည့်နေတော့ဆာရာကလည်းလှမ်းကြည့်နေခဲ့ပါတယ်။ ဆာရာကရှူရှူဖလာဝါကျင်ပေမဲ့ကာလီစာကြည့်နေတာကိုနောက်ရှက်ဖြစ်မှာဆိုတာကြောင့်တိတ်တိတ်လေးသာနင်းနေခဲ့ပါတယ်။မောင်းနိုင်တဲ့အခါကျမှဒေးဗစ်ကိုခေါ်ပေးဖို့ပြောတော့ကာလီကအောက်ခံဘူးကိုသာယူပေးခဲ့ပြီးစာဆက်ကြည့်နေခဲ့ပါတယ်။ဒါပေမဲ့ဆာရာကအနောက်မှာရှိနေတဲ့ဆိုတဲ့စိတ်ကကာလီဟာစာကောင်းကောင်းကြည့်မရဖြစ်နေခဲ့ပါတယ်။အဲဒါကြောင့်ကာလီကအိမ်လုပ်တွေလုပ်နေရတာကြောင့်စာကြည့်ဖို့မအားခဲ့ပေမဲ့အားတဲ့အချိန်စာကိုတည်တည်ချာချာလှုပ်ချင်နေပြီးတော့ နောက်ဆုံးစာမီဘွယ်ကြခံလို့မရတဲ့ကြောင့်ဆာရာကိုပြောပြတဲ့အခါမှာဆာရာကလည်းသူ့ကြောင့်နောက်ရှေ့မဖြစ်စေချင်ပါဘူးဆိုပြီးတော့ဆာကိုပဲအာယုံဆိုင်ဖို့ပြောရင်းနဲ့ပြန်ပြီးနှစ်သိမ့်ပြေးခဲ့ပါတယ်။အဲ့လိုနဲ့ဆာရာနဲ့ဒေးဗစ်တို့ရဲ့မင်္ဂလာနှစ်ပတ်လည်ရောက်လာတဲ့အခါမှာဆာရာရဲ့အမကလည်းအင်ကိုအလဲလာပြီးဆာရာအတွက်ဝတ်စုံတလီလေးပေးခဲ့ပါတယ်။ဒေးဗစ်ကလည်းဆာရာကိုမြင်တော့လေဘောပြန်နေတဲ့ဆာရာဟာအင်ဂျယ်လေးလိုရမ်းလှနေတာမို့ gravity ပြင်ဘက်ခုန်တွဲမီလီတစ်ချက်ပြုံးလိုက်တိုင်းကနှီးသွားတယ်ဖြစ်ကုန်ပါတယ်။ပြဿနာတွေရှိနေတယ်ဆိုပေမဲ့မောင်မျက်နှာတကဘာဖြစ်နေပြန်တော့လဲ ဝိုင်လေးတောင်ရင်ဒေးဗစ်နဲ့ဆာရာတို့ပျော်ရွှင်နေခဲ့ကြပါတယ်။စပွဲကုံလေးခုပြီးဒေးဗစ်ကဆာရာကိုပြုတ်ပြုတ်လေးပြေးလိုက်တဲ့အခါမှာတော့နှစ်ယောက်သားစိတ်တွေပါလာပြီးလေးပေါ်မှာပဲတန်းလန်းကြီးတချီလိုက်ကြပါတယ်။တက်လဲတက်နိုင်တဲ့လူတွေပါလားနော်။တကယ်မှာကာလီကအကြောင်းကပြန်လာတော့ဆာရာရဲ့ငိုတံကိုချရတာကြောင့်အမြန်ဝင်ကြည့်လိုက်တော့ခြေထောက်မှာကျူးတန်းလန်းချီထားတာကိုတွေ့လိုက်ရပါတယ်။ဒေးဗစ်ကဆာရာကိုထွက်မသွားစေချင်တာမို့ကြိုးချီထားတာပါ။ဒါမဲ့လီဘော်ကိုတဖြည်းဖြည်းမြောက်မြောက်လာတဲ့အခါမှာကျိုးကတင်းလာတာကြောင့်အယမ်းနာကျင်နေရတာဖြစ်ပါတယ် ကာလီကလည်းကျိုးကိုဖြိုးပင်းလိုက်ခြင်းမှာဆာရာကအိမ်ကောင်မိုးထီရောက်သွားခဲ့ပါတယ်။ရဲ့နှဲငယ်ကြပြီးချိန်မှာတော့ဆာရာဟာအိမ်ကနေတော်တော်မြင့်မြင့်ကိုရောက်နေခဲ့ပါတယ်။ဒေးဗစ်တို့တွေ့ကျင်ရင်တော့မှဂရင်းနဲ့တက်သွားနေရပါတယ်။နောက်ဆုံးတွေ့ဆုံခြင်းလည်းဖြစ်သွားနိုင်တာကြောင့်အစားအစာရေအောက်ဆီဂျင်နဲ့လိုအပ်တာမှန်မြောက်ကိုအေဂျီနဲ့ဆင်သင့်ထုတ်ပေးထားလိုက်ကြပါတယ်။ကာလီကဖုန်းကိုပေးလိုက်ပြီးတခုခုလိုအပ်တာရှိရင်ဖုန်းဆက်လမ်းပြောစီခဲ့ပါတယ်။ဆာရာကြိုက်တဲ့သတင်းလေးတွေကိုထည့်ထားတဲ့ MP3 ကိုလည်းပေးခဲ့ပြီးတော့ပြင်းရင်နားထောင်ဖို့မှာနေလိုက်ပါတယ်။ ပစ္စည်းစုံထည့်ထားတဲ့ကြောဘိုးအေဂျီလွယ်ပေးတဲ့ဒီတိတ်တဆိတ်နေရင်းနဲ့သာကြည်နေတဲ့ဒေးဗစ်ဟာနောက်ထပ်ဆာရာကိုမတွေ့ရဘူးဆိုတာကိုဒေးဗစ်လည်းသိနေလို့ဆာရာလည်းသိနေခဲ့ပြီးမြေရီများစွာနဲ့ဝမ်းနဲ့စာနှုတ်ဆက်နေခဲ့ကြရပါတယ်။နောက်တစ်ရက်မှာဆာရာဟာတော်တော်မြင့်မြင့်ကိုရောက်နေပြီးပြင်လာတာကြောင့်စကောဝက်စာအုပ်နဲ့စော့နေတော့မူဖိုးဝဲလေးကရွာချလာတာမူကောင်းစိုလေးဆွပြီးနှွေးအောင်နေလိုက်ရပါတယ်။ရန်နှဲငယ်ကြပြီးမှတော့ကဘာနဲ့ဝေးဝေးကိုရောက်နေပြီမလို့မှန်ဘလူးနဲ့ပြန်ကြည့်ရင်ပစ္စကက်လေးစားနေခဲ့ပါတယ်။အဲတော့မှသတိထားမိလိုက်တာကရိတ်ခါရီဂုံတော့မယ်ဆိုတာကိုပါ ကာလီကိုလွမ်းလာတာကြောင့်ဖုန်းခေါ်ကြည့်လိုက်တော့ကာလီတယောက်ချက်ပြုတ်နေတဲ့အချိန်နဲ့ကြုံခဲ့ရပါတယ်။မိခင်မရှိတော့တဲ့နောက်ပိုင်းပေါမုံမိခင်နဲ့ပေဘီဆက်လေးစားနေရတဲ့အကြောင်းပြောပြခြင်းနဲ့ဆာရာကဘလို့ချစ်ရလဲဆိုတာကိုပြောပြခြင်းပေမဲ့စကားပြောမအားသေးတဲ့ကာလီကဖုန်းချပစ်လိုက်ပါတယ်။စိတ်ထဲမှာစိုးလင့်သွားတာကြောင့်သတင်းထားထမှုလုပ်ချိန်မှာလက်ကချော်သွားပြန်ပြီး MP3 ကပြုတ်ကျသွားခဲ့ပါတယ်။ဆာရာလည်းအရန်ကိုစိတ်ဝန်းကျက်လာပြီးထအောင်လိုက်တော့အနီးမှာရှိနေတဲ့ငှက်အုပ်ကြီးကဆာရာကိုဖျက်ပြန်သွားကြပါတယ်။ဆာရာကလည်းလက်ကိုရမ်းလိုက်ရင်ခနာတာစိတ်ပန်းဖြေခဲ့ပါတယ်။ ီဖက်ကလည်းဆာရာကိုလွမ်းလွန်လာကြောင်းနေတိုင်းအရစ်ကိုသာအဖို့ပြူရင်အလွမ်းတဲဖြစ်နေခဲ့ပါတယ်။တခုသောညမှာတော့မိုးရီတဲတဲ့အခါမှာဆာရာတယောက်မိသားစုကိုလွမ်းနေခဲ့ပေမဲ့ဘာမှမလုပ်နိုင်ခဲ့ပါဘူး။အနည်းရဲထူထူကလည်းမိုးရီတွေစုဆွဲကုန်တာမို့ဆာရာလည်းအေးအေးဒဏ်ကိုသာအန်တုနေခဲ့ကြပါတယ်။နောက်တစ်ရက်ဆာရာနိုးလာတော့တင်သားတွေရှိတဲ့အမြင့်ထီကိုရောက်နေပြီးမို့အသက်ရှူဖို့ခက်ခဲလာတာကြောင့်အောက်ဆီဂျင်ကိုပါသုံးနေရပါတယ်။ဆာရာကဒေးဗစ်စီကိုပုံခေါ်လိုက်တဲ့အခါမှာဒေးဗစ်ကလည်းလောကောတောကောနဲ့ချက်ချင်းပြေးကင်ပြီးတော့ဆာရာကိုစင်ပြေးလာမိခဲ့ပါတယ် ဆရာကလည်းအားလုံးအဆင်ပြေတဲ့အကြောင်းပြန်ပြောပြနေတော့ကာလီကလည်းစိတ်ပူစွာနဲ့ရောက်လာခဲ့ပါတယ်။အဲဒီမှာဆရာကကာလီစာမီးပွဲကြကြအောင်သမီးလေးကိုအမြဲတမ်းချစ်နေပြီးဂုဏ်ယူနေမှာပါဆိုပြီးတော့ပြောခဲ့ပါတယ်။ဒီဘက်ကအောက်ဆီဂျင်ပြန်တက်ထားဖို့ပြောတော့ဆရာကငင်းလိုက်ပြီးမျက်နှာကျပေါက်နဲ့ဝေးဝေးနေဖို့ပြောလိုက်ပါတယ်။အဲဒီမှာပဲဆရာရဲ့ပစ္စည်းတို့ကြီးကအောက်ကျလာခဲ့ပါတယ်။အဲဒီခါမှဒေးဗစ်နဲ့ကာလီလည်းဆရာအသက်ရှင်မှုမကြိုးစားတော့တာကိုနားလည်သွားခဲ့ပြီးကာလီကကျလာတဲ့ပစ္စည်းတို့ကိုဖယင်းနဲ့ငိုပါတော့တယ်။ဆရာလည်းဒေးဗစ်ကိုချစ်တဲ့ကြောင်းပြောပြတဲ့အခါမှာပဲဖုန်းကိုပါပစ်ချလိုက်ပါတယ်။ ဒီဖြစ်နဲ့ဂါလီလဲဝမ်းနည်းစွာငိုကြွေးခဲ့ရပါတယ်။အဲ့ဒီဖြစ်ဖြစ်တွေပြည်တပတ်လောက်ကြာတဲ့အခါမှာမျက်နှာချက်ကအပေါက်ကိုလည်းပြန်ပြင်ပြီးကြသလိုဂါလီလဲမနက်စာကောင်းကောင်းချက်တက်နေပါပြီ။ဂါလီကလည်းမိခင်ဖြစ်စီခြင်းသလိုစာကိုကြိုးစားကြည့်နေရင်းနဲ့ဒေးဗစ်ကလည်းစာလာမရှိတော့တဲ့နောက်တိတ်ဆိတ်နေတဲ့အိမ်ကိုကြည့်နေတဲ့ရုပ်ရှင်လေးကပြည်ဆုံးသွားခဲ့ပါတယ်။ဘာရောကကြောင့်စာလာတယောက်လေးပေါ်မှာဝဲလေဝဲလေဖြစ်နေတာလဲဆိုတာကိုတိတိကျကျမသိရပါပဲ။တချို့တွေကတော့ညာတိုင်းလီထဲလွင့်နေကြပါတယ်။အစုံဒီနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။